American အစိုးရအဖွဲ့တွေကနေရပ်ပိုင်းအတွင်း Elon Musk ထွက်ခွာရမယ်ဆိုတဲ့သတင်းတွေကိုအင်ဖြူတော်ကညှိဆိုခဲ့ပြီး Musk ဟာအစိုးရလုပ်ငန်းစဉ်ထိရောက်စေရေးကြီးကြပ်မှုဌာန DOGE ရဲ့လုပ်ငန်းစဉ်တွေမပြည့်ပြတ်မချင်းဆက်လက်တာဝန်ယူနေမယ်လို့ကြေညာခဲ့ပါတယ်။ကမ္ဘာအချမ်းသာဆုံးဘီလီယံနာလုပ်ငန်းရှင်သတိကြီးဖြစ်တဲ့ Musk ဟာသမ္မတ Trump ရဲ့အနီးကပ်ဆုံးနိုင်ငံရေးမဟာမိတ်တဦးလည်းဖြစ်ပါတယ်။ သူက Trump လက်ထက်မှာအသက်ဖွဲ့စည်းလိုက်ပြီးတရားဝင်ဝန်ကြီးဌာနတစ်ခုမဟုတ်တဲ့ DOGE ကိုအဓိကဦးဆောင်နေသူလည်းဖြစ်ပါတယ်။ဒါပေမဲ့ Mars ဟာယာဒူးအရာ DOGE အကြီးအကဲမဟုတ်ပဲ Trump ရဲ့ထိတ်တန့်အကြံပေးတဦးအဖြစ်သာဖော်ပြခြင်းခံထားရတာကြောင့်လဲသူ့ရဲ့ယာဒူးလုတ်ပိုင်권ကိစ္စတွေနဲ့ပတ်သက်လို့ရှုပ်ထွေးတဲ့မေးခွန်းထုတ်မှုတွေရှိနေပါတယ်။ Mars ရဲ့ DOGE ဟာ Trump လက်ထက်မှာအစိုးရရဲ့အသုံးစရိတ်တွေကိုထိထိရောက်ရောက်ရှင်းချပြမယ်လို့ကြွေးကြော်ပြီးနိုင်ငံတကာအထောက်အပံ့တွေကိုဖျက်တောက်တာ မြောက်များစွာသောအစိုးရဝန်ထမ်းတွေကိုအလုတ်ဖြုတ်ပစ်တာတွေလှုပ်ဆောင်နေပါတယ်။အဲ့ဒီကိစ္စတွေနဲ့ပတ်သက်လို့မဆာဝေဖန်မှုတွေနဲ့လည်းကြုံတွေ့နေတာပါ။ပြီးခဲ့တဲ့သတင်းပတ်တုန်းကထရမ့်ဟာသူ့ရဲ့အစိုးရအတွင်းစီးအရာရှိတွေကိုမဆာတိတ်မကြခင်မှာပဲ DOGE နဲ့အစိုးရအဖွဲ့တွေကထွက်ခွာတော့မှဖြစ်တယ်လို့ပြောဆိုခဲ့ကြောင်းသတင်းတွေထွက်ပေါ်လာပါတယ်။ဒါပေမဲ့ချက်ချင်းဆိုသလိုပဲအင်ဖြူတော်ဘက်ကတော့အဲ့ဒီကိစ္စကိုပြန်ဖြေရှင်းပြီး DOGE ရဲ့လုပ်ငန်းစဉ်တွေပြီးပြတ်တဲ့အထိ မတ်ဟာဌာနမှာဆက်တာဝန်ယူနေမှာဖြစ်တယ်လို့ပြောပါရယ်။အင်ဖြူတော်ပြန်ကြားရေးအရာရှိကမတ်ဟာ DOGE မှာသူလှုပ်ဆောင်နေတဲ့ထူကယ်ပြောင်မြောက်လာတဲ့လုပ်ငန်းတွေပြည့်ပြတ်မှသာအစိုးရဝန်ထမ်းအဖြစ်ကနေထွက်ခွာသွားမှာဖြစ်တယ်လို့လူမှုကွန်ရက်မီဒီယာ X မှာရေးသားထားပါရယ်။မတ်ဦးဆောင်တဲ့ DOGE ဟာအစိုးရအသုံးစရိတ်ရှော့ချရေးရီမန်းချက်တွေကိုဘလောက်ထိထိရောက်ရောက်လှုပ်ဆောင်ထားသလဲဆိုတာကိုတော့မသိရသေးပါဘူး။ ဒါပေမဲ့ DOGE ရဲ့ website မှာတော့ဒေါ်လာ140ဘီလီယံလောက်စရိတ်ချွေတာနိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါဟာတနည်းအားဖြင့် American Accountant ပြည်သူတဦးစီအတွက်ဒေါ်လာ900လောက်တက်တာစီခဲ့တာဖြစ်ပါရဲ့ရှင်။